အားလုံးပဲမင်္ဂလာပါခင်ဗျာဒီခေါက်ကျွန်တော်တို့ရောက်ရှိနေတာကတော့ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့လန်ဖန်ဆိုတဲ့မြို့လေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့လားတဲ့အဓိကရည်ရွယ်ချက်ကတော့ဒီမြို့မှာရှိတဲ့မြန်မာလူမျိုးတစ်ကုံတဲ့တထေးကြီးမောင်ဝေစင်ရဲ့နှစ်ပေါင်း100ကျော်တတန်းရှိနေတဲ့အိမ်ကြီးစီကိုလာရောက်လဲပတ်တာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့တထေးကြီးမောင်ဝေစင်ရဲ့အိမ်ကတော့လန်ဖန်ရဲ့ O Street မှာရှိပြီးတော့1908ခုနှစ်ကစောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုဆိုရင်တော့နှစ်ပေါင်း100ကျော်တတန်းရှိနေတဲ့အိမ်ကြီးလည်းဖြစ်ပါတယ်ခင်ဗျာ ဒီတထေးကြီးရှိတဲ့အချိန်လုံးကတော့ဒီအောက်ချက်ကိုဒီဟိုပါဘောနော်တစ်ရောင်းဝယ်ရေးအတွက်လှူထားပြီးတော့အပေါ်တက်မှာလူနေတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ပိုင်းကာလတွေမှာတော့ဒီဘုံမီဘာမာတစ်ကုမ္ပဏီကဝန်ထမ်းတွေလည်းနေထိုင်ခဲ့ပူးတယ်ပြီးရင်ကန်ဆော့တစ်ခုအနေနဲ့လည်းအသုံးပြုခဲ့ပူးတယ်လို့လည်းကျွန်တော်လေ့လာမိပါတယ်ခင်ဗျာဒီအခုလက်ရှိမှာတော့ဒီတထေးကြီးရဲ့မျိုးဆက်တွေကဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်ခင်ဗျာဒီမျိုးမှာဆိုလို့ရှိရင်ဒီတထေးကြီးရဲ့ဒီလှူဒန်းခဲ့တဲ့ဖျားเจ้าကံတွေလည်းအများပြားရှိတယ်လို့သိရပါတယ်ခင်ဗျာ ဒီထိုင်းနိုင်ငံမှာတော့မြန်မာလူမျိုးပိုင်တဲ့ရှေးဟောင်းအိမ်ကြီးတွေထဲမှာတော့ဒီမောင်ဝင်းစင်ရဲ့အိမ်ကြီးကအလှဆုံးဆိုပြီးတော့တောင်ပြောစမှတ်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒါကတော့ Lanvan National Museum မှာရှိတဲ့တထည်ကြီးမောင်ဝင်းစင်ရဲ့တပ်ပုံပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့အိမ်ကြီးရဲ့အတွင်ပိုင်းဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်တို့ဒီအိမ်ကြီးရဲ့ရှေ့မှာရှိတဲ့ Oak Street လမ်းမကြီးပေါ့နော်။စနေတနင်္ဂနွေမှာဆိုလို့ရှိရင်ဒီ Oak Street လမ်းမကြီးကအာဒီ Walking Street နဲ့ Night Market အာရှိတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်တို့ကတော့အချိန်မရလို့အာမလဲပတ်ခဲ့ရဘူးပေါ့နော်။ဆိုတော့နောက်ထပ်တစ်ခုထူးခြားတာကဒီလမ်းမကြီးရဲ့ဘေးဘယ်ညာမှာဆိုလို့ရှိရင်ဒီအဆောက်အဦတွေကအိုးရင်ခေတ်ကလေးကရှိခဲ့တဲ့အဆောက်အဦတွေအတိုင်းပဲသူက tourist attraction တစ်ခုအနေနဲ့ဆက်လက်ထိန်းသိမ်းထားတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ခင်ဗျာ။ ဆိုတော့လန်ဖန်မျိုးလေးကိုလာမယ်ဆိုလို့ရှင်တော့မဲဆောက်ကနေဆိုရင်၄နိုင်ကျော်တော့မောင်းရပြီးတော့အာချင်းမိုင်ကနေဆိုရင်တနိုင်ကျော်တော့မောင်းရပါတယ်ခင်ဗျာဒီမျိုးမှာမြန်မာလူမျိုးတွေရဲ့ဒီလှူဒန်းခဲ့တဲ့နေထိုင်ခဲ့တဲ့ဒီအမှုအသက်တွေအများကြီးရှိတယ်လို့ကျွန်တော်သိရပါတယ်ခင်ဗျာပြီးရင်ဒီမျိုးလေးကမြေပြန့်လွင်မြန်မာတည်ရှိထားတဲ့မျိုးလေးဖြစ်ပြီးတော့အရန်အေဂျင့်တာယာတလူမျိုးပဲပြီးရင်ဒီအလှစီမြင်ရထားလေးတွေနဲ့သူ့ရဲ့ဒေတာအတွက်ပေါ့နော်ဒေတာအတွက်ကြွေးတဲ့ပစ္စည်းတွေကလည်း ဒီဒီမျိုးလေးရဲ့ trade မဲ့လို့ကျွန်တော်တို့သိရပါတယ်ခင်ဗျာအဒီလန်နဘေးမှာဆိုလို့ရှိရင်ဓာတ်ပုံရိုက်ဆရာနေရာတွေလည်းအများကြီးရှိပါတယ်ခင်ဗျာကျွန်တော်တို့လည်းအများကြီးရိုက်ခဲ့ပါတယ်ခင်ဗျာအာလန်ဖန်နေရှင်နယ်မြူဇီယံကိုလည်းတွားရောက်ခဲ့ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့သွားတဲ့အချိန်ကထမင်းစားနားတဲ့အချိန်နဲ့ကြုံနေတာရယ်ပြီးရင်နောက်ထပ်တနအီကျော်လောက်စောင့်ရမှာဆိုတော့ကျွန်တော်တို့မှာ အချိန်မရှိတဲ့အတွက်ကျွန်တော်တို့အမဝင်ဖြစ်ခဲ့ဘူးပေါ့နော်ပြီးရင်ဒီ National Museum ပေါ့နော်ဒီ Lavender National Museum နားမှာပဲဒီမျိုးလေးရဲ့ trademark ဖြစ်တဲ့အလားစီမြန်ထားဂိတ်လေးလည်းအခုလက်ရှိချိန်ထိရှိနေပါသေးတယ်ခင်ဗျာဒီနိုင်ငံသားခီးသွွားဧည့်သည်ကတော့ဒီမြင်းလေးလေးစီးပြီးတော့ Lavender မျိုးရဲ့အထင်ကရနေရာတွေကိုတွားရောက်လေပတ်တာတွေ့ရပါတယ်ခင်ဗျာ နောက်ထပ်ဒီမြို့ရဲ့ trademark ဖြစ်တဲ့ဒီကျွေးတဲ့ပစ္စည်းတွေရောင်းတဲ့ဒီ Andra Outlet ဆိုတဲ့ဆိုင်လေးကိုလည်းကျွန်တော်တို့တွားရောက်ခဲ့ပါသေးရခင်ဗျာဒီမှာဆိုလို့ရှိရင်လည်းအရန်လှပပြီးအမျိုးအစားစုံနဲ့ကျွေးတဲ့ပစ္စည်းများစွာကိုလည်းကျွန်တော်တွေ့ခဲ့ရပါတယ်ခင်ဗျာပြီးရင်ဈေးနှုန်းလည်းတက်တက်တသားနဲ့ရောင်းချပေးနေတာကိုတွေ့ရပါတယ်ခင်ဗျာ ဆိုတော့ကြည့်ရှုအားပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်တစ် vlog ရေးမှာလည်းပြန်လည်တွေ့ဆုံပါအောင်ပဲခင်ဗျာ